ယောဂရက်စ်ယူဆောင်လာတာသင်ကိုတိတတ်မဟုတ်ဘူးယောဂရက်စ်တယောက်ကိုပွဲဆက်ကိုပေါက်ပြောက်ခဲလို့သတိကွက်တွေပက်လက်မျောခဲ့ရပါတယ်အရေးသွေးထက်မြက်ပြီးသားတိုက်ဆက်မှုတူအတွက်ယာယီဒုက္ခလေးဆိုပေမဲ့ပုံကြီးချဲ့လုံးနဲ့ခေကာလာကြောင့်ယောဂရက်စ်စိတ်ပင်ပန်းခဲ့ရမယ်ထင်ပါရဲ့ယောဂရက်စ်ကဂိုးတွေမသွင်းလဲတိုက်ဆက်ကိုအကျိုးပြုနေသေးပါပဲအာဒီတာကယောဂရက်စ်ဟာအာဆင်နယ်ကိုပိုပြီးကောင်းမွန်စေသူဆိုပြီးချီးကျူးခဲ့တာပါယောဂရက်စ်ရဲ့လှုပ်ရှားသောအားကစားသမားပီတာမှုနဲ့အသင်းကစားကွက်ကိုကူညီနိုင်စမ်းတွေကိုအာဒီတာသိပြီးသဘောကျနေတာပါ ယောဂရက်ကပရီးမီးယားလိရဲ့ရုပ်ပိုင်းဆိုင်ရာစင်ကိုတန်ကိုအကောင်းဆုံးရင်ဆိုင်နိုင်တယ်ပရီဇင်လုံးနိုင်တယ်ဘောလုံးကန်ကစားနိုင်တယ်ဘောလုံးပြန်လဲလိကိုနိုင်စွမ်းလဲမြင်ပါတယ်လက်ရှိရာသီပရီးမီးယားလိမှာဖိုင်နယ်တက်ဆုံနဲ့ပြိုင်ဘက်ဂိုးရီယာတဲ့ high pressure အပီးနိုင်ဆုံးကစားသမားအဖြစ်လဲယောဂရက်တယောက်ကရက်တည်နေရမှာယောဂရက်ရဲ့ high running style နဲ့ off the ball run တွေကပြိုင်ဘက်ခံစစ်ကိုဖိအားဖြစ်စေပါတယ် ဒီကရရာဒီအာဆနယ်ဘေချန်ကွန်ဗာဆေးရှင်းရေးကပရီးမီယာလိအသင်းတွေရဲ့အဆင့်၆နေရာကရပ်တည်နိုင်ခဲ့တာပါဒီဇင်ဘာလကစတင်ပြီးအာဆနယ်အခွင့်အရေးကောင်းကို၉ဖြစ်ဖန်နီးနိုင်စွမ်းကပို့ပြီးတော့နိုင်ပါခဲ့တာပါပရီးမီယာလိထိပ်ဆုံး၆သင်းမှာသင်းကို၁၀ကိုပြည့်တဲ့ကစားသမားမရှိတာအာဆနယ်သတင်းနဲ့ဖြစ်ပါတယ်အာဆနယ်ကပြီးခဲ့တဲ့ရာဒီပရီးမီယာလိမှာတပွဲပြင်းပြင်း၁၁သမား၈၁ဂိုးထိသွင်းယူနိုင်ပြီး69ဂိုးရခဲ့ပါတယ်2020 23 23-24ရာသီတွေမှာအာဆနယ်ကတပွဲပြင်းပြ1.39နဲ့88ဂိုးတပွဲပြင်းပြ1.39နဲ့ 62ကိုရခဲ့ပါတယ်။ယော့ကရက်ကအဲ့ဒီပြဿနာကိုဖြေရှင်းပေးမဲ့သူပါ။အာဆင်နယ်ကနေဝင်အိုနရီနဲ့အာဆင်နယ်အသင်းပရိသတ်တွေကအဆုံးသတ်သမားကောင်းမွေးလို့အာဒီတာကိုဒေါသပုံထားခဲ့ဘူးလေ။တကယ်တော့အာဒီတာလိုချင်ခဲ့တာကအဆုံးသတ်ကောင်းအောင်တည်တယ်မဟုတ်ပါဘူး။ဟာဗတ်လို upgrade လုပ်ထားတဲ့အဆုံးသတ်သမားကောင်းဖြစ်ပြီးယော့ကရက်ကအာဒီတာရဲ့လူဝင်ဆန္ဒအတိုင်းဖြစ်လာတော့ပါပဲ။ဂိုင်ဘတ်ကပြန်မဲ့ကိုရီးယားရဲ့ area threat တွေလုံနိုင်ပြီးယေစုကတောင်ပန်နှစ်ဖက်ထွက်ကရွှေရှားကစားနိုင်ပါတယ်။ယော့ကရက်ကတော့ ဟာဗတ်လိုရောယေဆုလိုပါအသုံးတော်ခံနိုင်ပြီသူတို့နှစ်ဦးထက်လည်းအဆုံးသက်ပိုကောင်းသူပါအာဆင်နယ်ကစားသမားတွေရဲ့လက်ရှိရသည့်ပရီးမီးယားလိနဲ့ချန်ပီယံလိမှာပြိုင်ဘက်ကိုရီးယားရဲ့ဘောလုံးတိကျက်အများဆုံးဖြစ်ရက်တည်နေသလိုဖိုင်နယ်သက်ဆုံးနဲ့ပြည်တံမောရရှိအောင်အများဆုံးပြုလုပ်နိုင်သူလည်းဖြစ်နေပါတယ်ယော့ဂရက်စ်ကလိုအပ်မယ်ဆိုရင်ဒက်တီဝေါ်တွေလည်းကျူးလွန်ဖို့ဝင်မလေးသူလည်းဖြစ်ပါတယ်ယော့ဂရက်စ်ကြောင့်အာဆင်နယ်ကစားရန်အပြောင်းလဲဖြစ်ခဲ့တာအမှန်ပါပဲအာဆင်နယ်ကယော့ဂရက်စ်ကိုအခွင့်အရေးများများဖန်တီးပေးမဲ့ကစားရန်ကိုပြောင်းလဲထားတာပါဟာဗတ်ကအထောင်တိုက်စစ်မှုဖြစ်ကစားနေတော့က ပြန်ဘက်ခန်းစစ်ကစားမှနှစ်ယောက်ရဲ့ဂျာပြေးဝင်ပြီးနေရာလွတ်တွေရှောက်ဖွေအတုံးချခဲ့ပါတယ်။ဟာဗတ်စ်ကကွင်းလက်တီစင်ကဘောလုံးလက်ခံရယူတောင်ပန်နဲ့တွဲကစားကတကူတော်ဆွဲပြီးတာပဲလို့လို့ရှိပါတယ်။အခုယောဂရက်စ်နဲ့အတူအာဆင်နယ်ရဲ့တိုက်စစ်ကတော့ဒရိုက်ဆန်လာပြီးခက်မြမြန်ထိုးပေါက်လာနိုင်ပါတယ်။ဖြတ်တင်မော်ရီပေးဖို့ပြီးယောဂရက်စ်ကိုအခွင့်အရေးကြီးဖန်တီးပေးနိုင်ပါတယ်။ဒီကရာဒီပြန်ပွဲဆုံး၁၀ပွဲမှာအာဆင်နယ်ရဲ့ဖြတ်တင်မော့အရေးအတွက်က84ဂိမ်းနဲ့အောင်မြင်တဲ့ဖြတ်တင်မော့ပေးပို့မှု18ဂိမ်းရှိခဲ့ကတရှိရာဒီမှာတော့ဖြတ်တင်မော့အရေးအတွက်118ဂိမ်းနဲ့အောင်မြင်တဲ့ဖြတ်တင်မော့ပေးပို့မှု 25ကြိမ်ထိလည်းမြင့်တက်လာခဲ့ပါပြီ။မန်စီးတီးကဟာလန်ကိုတဲကားမိကိုနေရပြီးဂိုးတွေရအောင်ဖန်တီးသလိုမျိုးနဲ့ခြားနားမှုရှိနေပါတယ်။ဂျော့ခရက်စ်ကတော့ကစားကွက်အခင်းကျင်းတဲ့ဟာလန်ထက်ပိုပြီးတော့ပေါဝင်နိုင်ပါတယ်။ဘောလုံးတိကျပိုများတယ်၊ဂိုးသွင်းရုံတက်တက်ဆွမ်းသူမဟုတ်ပါဘူး။အာဆင်နယ်အတွက်ဂျော့ခရက်စ်ယူဆောင်လာတာသွင်းကိုတက်တက်မဟုတ်တာတော့အသိချပါပဲ။ online sport မှာတက်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေရကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ